မင်္ဂလာပါဒီနေ့တော့လေ United အပြုံးရွှေသတင်းတွေအရင်းမြစ်တွေသုံးသက်ချက်တွေပေါ့အဲ့ဒါတွေကိုနည်းနည်းအသေးစိတ်ကြည့်ကြအောင်ဟုတ်ကဲ့ခင်ဗျာအဓိကကတော့တိုက်စစ်ရောဂိုသမနီယာတို့ပါဘာတွေဖြစ်နိုင်လဲဆိုတော့ကိုဒီသတင်းတွေကဘလို့အရေးအမြတ်ပင်းနေလဲကြည့်ကြမယ်ဟုတ်တယ်ပါအထူးသဖြင့်အခုပြောနေကြတဲ့တိုက်စစ်မှု Brian Ambimo ဟုတ်ကဲ့နော်ဂိုသမ Emiliano Martinez အဲ့ဒီနှစ်ယောက်အကြောင်းကအခု အဓိကထည့်နေတာပေါ့ဒီသတင်းတွေကဘာကိုဆိုလို့နေလဲဖြစ်နိုင်ရေဘယ်လောက်ရှိလဲဆန့်စစ်ကြည့်ကြတာပေါ့ကောင်းပြီလေဒါဆို MB မိုးနဲ့စလိုက်ရအောင်အစပိုင်းသတင်းတွေရဆိုရင် United ကသူ့ခေါ်ဖို့ um တော်တော်လေးယုံကြည်မှုရှိခဲ့တယ်လို့ဆိုကြတယ်နော်ဟုတ်တယ်အဲ့လိုကြားရတယ်ဒါမဲ့အဲဒန်ကန်ကတ်စတဲလ်ဆိုတဲ့သတင်းသမားတယောက်ရဲ့အဆိုအရဆိုရင်တော့အချီနေကနည်းနည်းပြောင်းလာနိုင်တယ်ဟုတ်လားဘလို့မျိုးလဲဟောဒေါ်ဒင်ဟမ်ဟော့စပယ်ကဂျာရကဝင်လာနိုင်ကြီးရှိတယ်ပြီးတော့ကစားသမားအတွက် စပါကပူပြီးဆွဲဆောင်မှုရှိတဲ့ရွေးချယ်ရှိရာဖြစ်လာနိုင်တယ်လို့သူကသုံးသပ်ထားတယ်။အော်စပါကပူဆွဲဆောင်မှုရှိတယ်ဆိုတာကဘာကြောင့်လဲ။အာအဓိကအချက်တွေအနေနဲ့တတင်းတမဖော်ပြတာကလေတခုကချန်ပီယံလိကစားခွင့်ရတာပေါ့။အင်းအင်းဒါကကြည့်တယ်လေ။ဟုတ်တယ်။ပြီးတော့နောက်တစ်ချက်ကသူ့ရဲ့ Brentford ကနီးပြဟောင်း Thomas Friendly သူနဲ့ပြန်ပြီးလက်တွဲခွင့်ရနိုင်တဲ့ခွင့်ရရှိနေတာ။အော်ဟုတ်တာပဲ။ဆိုတော့အကဲလို့များအတင်းနှစ်တင်းလုံးက Brentford တောင်းတယ်ဆိုတော့ ပေါင်တန်း survey လောက်ကိုပြီးမယ်ဆိုရင်တော့မှ spa ကဒီအချက်တွေကြောင့်အသာသွားနိုင်တယ်လို့ပြောနေကြတာ။အင်း။ MN Sport Manchester United ထရင်းဆာရဲ့အားကစားကန်တာက Josh Holland ဆိုတဲ့သူကတာကူ United အကွက်ပြီးပြည့်စုံတဲ့ကတ်ဆိုးလိုတောင်တုံထားရတွေ့တယ်။အဲ့ဒါနည်းနည်းတော့ကင်းနေနော်။ဟုတ်တယ်။အတုံးလုံးကတော့ပြင်းတယ်။ဆိုလိုရင်းကတော့ရှင်းပါတယ်။ United ကဒီပြောင်းရွေးမှာရှေ့ဆောင်ကလို့ထင်ထားရကနေအခု လုံးဝလက်လွတ်သွားနိုင်တဲ့ခြေနှစ်ဖြစ်လာတယ်ပေါ့။ ဟုတ်ကဲ့အစောပိုင်းကကစားသမားကိုယ်တိုင်က Ultra Food ကိုလာချင်တယ်ဆိုတဲ့ဟာမျိုးတွေကြားခဲ့သေးတယ်လေအဲ့ဒါက United အားသာချက်လို့ထင်ခဲ့တာอืมဒါပေမဲ့အခု MB မမီယိုကစပါကိုပိုဆင်းဝင်စားနေပြီဆိုတဲ့သတင်းသာမှန်ခဲ့ရင်တော့ဒါ United ရဲ့ဒီနွေရာဒီအဆီဇင်အတွက်တကယ်ပထမဆုံးထိုးနှက်ချက်ဖြစ်သွားနိုင်တယ်ဒီဘက်မှာဒီလိုမရေရာမှုတွေရှိနေတော့နောက်ထပ်တစ်ဖက်မှာကြာတော့လဲဂိုးတမားအီမီလီယာနိုမာတီနက်စ်ကိုခေါ်နိုင်ခြေရှိတယ်ဆိုတဲ့သတင်းတွေကထွက်လာပြန်ရောဒါလေးစိတ်ဝင်စားစရာပဲ ဟုတ်လက်ရှိကိုဒမအန်ဒရယ်အွန်နာနာရဲ့နေရာအတွက်ပေါ့နော်ဟုတ်တယ်ပြန်ဆိုင်မှုလားဒါမှမဟုတ်အစားထိုးဖို့လားဆိုတော့စဉ်းစားစရာဖြစ်လာတာပေါ့အာဂျင်တီးနားသတင်းရင်းမြစ်တွေကိုကိုးကားပြီးတော့ United နဲ့ Aston Villa တို့ဆွေးနွေးမှုတွေစနေပြီဆိုတဲ့အသံတွေလည်းကြားနေရတယ်ဟုတ်တယ် Nobi Tiffany Sport မှာလည်းဖော်ပြထားတာက Martinez ကိုတိုင်ကလည်းအသင်းကြီးတစ်သင်းကိုပြောင်းဖို့ဆန္ဒရှိနေတယ် villa ကလည်းအဲတင့်တော်ရဲ့စီပုံသက်40လောက်လို့ဆိုတဲ့အဲ့လောက်ရင်ရုံးဖို့စဉ်းစားနေတယ်ဆိုပြီးတော့ရေးထားပြန်တယ် ဆိုတော့အဆက်ဆက်ရှိနေတယ်လို့ပဲ음တရင်မအယူရရစ်ဆိုရလဲရှိသေးတယ်တွာလက်တရားဝင်ဆွေးနွေးမှုတွေမကြခင်ရပိုင်းတွင်စနိုင်ဖို့မျှော်လင့်ထားတယ်လို့ပြောတာရှိတယ်ဟုတ်အဲ့တော့အကုန်လုံးကိုဆက်ဆက်ကြည့်ရင်ဖြစ်နိုင်ခြေကတော့ရှိနေတယ်လို့ဆိုရမှာပဲခုနပြောတဲ့ Josh Holland ကပဲလေသူက Martinez ကိုသာခေါ်နိုင်ခဲ့ရင်ဒါအသင်းအတွက်တကယ်ကြီးမားတဲ့ချင်နာချက်ဖြစ်လိမ့်မယ်လို့ပြောလဲဘာလို့လဲသူ့လိုကဘာစင်ဂိုသမမျိုးကလက်ရှိဈေးကွက်မှာတိတ်မချန်တော့ဘူးလေအသက်32နှစ်ကဘာဖလာချန်ပီယံ အခုသူ့ရဲ့အကောင်းဆုံးကာလမှာရှိနေတော့ဆိုတော့ဥနာနာနဲ့ယဉ်လိုက်ရင်အတွေ့အကြုံရောပွဲဖြစ်ပြောင်းနိုင်စွမ်းရောတိတိတတ်တာတိုးတက်မှုဖြစ်စေနိုင်တယ်လို့သုံးသပ်ကြတာပေါ့။အင်းအဲ့ဒါဆိုရင်တော့စိတ်ဝင်စားစရာပဲ။ဒါပေမဲ့မာတင်နက်စ်သားတကယ်ရောက်လာခဲ့ရင်အဲဥနာနာရဲ့အနာဂတ်ကဘယ်လိုဖြစ်သွားမလဲ။ဟုတ်တယ်။အဲ့ဒါကတော့ဆက်သွဲမိခွန်းချလာမှာ။သူကိုဆက်ထားမလား။အရန်ထားမလား။ဒါမှမဟုတ်အသင်းကနေထွက်ဖို့လမ်းကြောင်းပေးမလား။ နောက်ထပ်သဘောတူညီမှုတစ်ခုလိုလောင်အောင်ပါဘို့ဒါကြောင့်လဲတချို့ကဒီအပြောင်းအလဲဖြစ်လာရင် United သက်ကြီးမားတဲ့အာဏာသိမ်းမှုလို့ပြောကြတာဖြစ်မယ်ဟုတ်ပါတယ်ဒါပေမဲ့ Onana ဘက်ကကြီးရင်တော့တခါသူနီယာအတွက်စင်ခေါ်မှုကြီးဖြစ်လာမှာထိကြတယ်ကောင်းပြီဒါဆိုအခုဆွေးနွေးခဲ့တဲ့အရေးမြတ်တဲ့အရာဆိုရင် United ရဲ့ပြောင်းရေးဆေးကွက်ကတော်တော်လေးကိုအမ်ရှုပ်ထွေးရဲ့အခြေအနေမှာရှိနေတယ်လို့ပြောရမယ်ဟုတ်ကဲ့ တစ်ဖက်မှာကိုလိုချင်တဲ့တိုက်စစ်မှုကိုပြိုင်ဘက်စီပါသွားနိုင်တဲ့အရေးရှိနေတယ်လို့နောက်တစ်ဖက်မှာလည်းကဘာစစ်ကိုသမားတယောက်ကိုခေါ်နိုင်မဲ့အခွင့်အရေးပေါ်လာပြန်တယ်ဟုတ်ပါတယ်ဆိုတော့စဉ်းစားစရာကလေဒီအမ်ဘီမိုကိစ္စရယ်မာတီနက်စ်ကိစ္စရယ် တစ်ခုကအောင်မြင်သွားပြီးနောက်တစ်ခုကမအောင်မြင်ခဲ့ရင်ဒါမဟုတ်နှစ်ခုလုံးကကိုထင်မလို့မဖြစ်လာခဲ့ရင်အဲ့လာက United ရဲ့ဒီနွေရာဒီအတင်းတိဆောက်ရေးမဟာဗျူဟာအပေါ်ဘလို့တက်ရောက်မှုတွေရှိလာနိုင်မလဲဟုတ်ကဲ့အထူးသဖြင့်အခု INEOS ကအတင်းကိုစီမံခန့်ခွဲမှုပိုင်းမှာအပြည့်အဝဝင်လာတဲ့ပထမဆုံးအပြောင်းအလဲကာလဆိုတော့လေသူတို့ရဲ့ဦးစားပေးမှုတွေဆုံးဖြတ်ချက်တွေက ဘလို့ရှိမလဲဆိုတော့ကိုဒီအပြောင်းရွက်တွေကတစိုက်တစ်ပိုင်းပြနေတယ်လို့ပဲတိကျတာပေါ့ဘယ်လမ်းကြောင်းကိုရွေးမလဲဘယ်နေရာကိုအရင်အားဖြည့်မလဲဆိုတာကသူတို့ရဲ့ရေရှိအစီအစဉ်ကိုလည်းထင်ဟနေမှာဆိုတော့လေဆက်ပြီးတော့စိတ်ဝင်စားစားစောင့်ကြည့်ရမယ့်အခြေအနေပါပဲဟုတ်ကဲ့ပါဒီအပြောင်းရွှေ့သလင်းသွင်းတော့ဆောင်းချင်းတွေကိုတော့ဆက်လက်စောင့်ကြည့်ပြီးဆွေးနွေးထွက်ကြတာပေါ့